money wallet အသုံးပြုနေတဲ့မိတ်ဆွေအနေနဲ့ပေါ့နော်အခုရပိုင်းကျွန်တော်တို့ပေါ့နော်ဒီလိုမျိုး message ဗျာ money account ထဲကိုဝင်လာနေကျွန်တော်တို့ပြနေလိမ့်မယ်ဗျာအဲ့ဒါကဘာဖြစ်တာလဲကျွန်တော်လာမေးတဲ့သူတွေများတယ်ဗျာဘယ်လိုမျိုးလောက်ရမလဲဆိုတာကိုကျွန်တော်နည်းနည်းလေးရှင်းပြပေးရှင်းတယ်ကျွန်တော်တို့ဒီလိုမျိုးပုံစံပြတဲ့သူတွေကကျွန်တော်တို့ရဲ့ဒီ asset တွေကိုပေါ့နော်ကျွန်တော်တို့ update လုပ်ခိုင်းတာဗျာပြောချင်တာကကျွန်တော်တို့ဒီ account print တဲ့ချိန်တုန်းကပေါ့နော် passport ရဲ့ open mail တော်လကောင်ကျွန်တော်တို့ visa နဲ့တော်လကောင် print ခဲ့လိမ့်မယ်အခါကျကျွန်တော်တို့ဒီအခုချိန်မှာဗျာတည့်ရတဲ့အချိန်မှာ visa တွေကတက်တန်းကုန်နေတယ်နောက် open mail တွေဆိုလို့ရှိရင်တက်တန်းကုန်နေကြတယ်ဗျာအခါကျတော့ကျွန်တော်တို့က အာတက်တန်းကုန်သွားတာဖြစ်တဲ့ကြောင့်လို့သူက upgrade ထပ်တင်ခိုင်းတယ်အဲ့တော့ကျွန်တော်တို့ကအပါနဲ့ထပ်တင်လို့ရလဲဆိုတော့ဗျာကိုစီမှာဘိုင်းရောက်ကဒါမှမဟုတ်ရင် smart card ပေါ့နော် owic လို့ခေါ်တယ်ပေါ့နော်ကပြအချူရောင်လေးဗျာအဲ့ဒီကတ်နဲ့ကျွန်တော်တို့ဘိုင်းရောက်ကရှင် online စင်ဒီကောင်တွေနဲ့ကျွန်တော်တို့တက်တန်းပြန်ဆက်လို့ရတယ်ကျွန်တော်တို့တက်တန်းပြန်ဆက်ပေးမှသာလေကျွန်တော်တို့ကရေရှည်ထပ်သုံးလို့ရမှာဗျာမဆက်ဖက်နဲ့ကျွန်တော်တို့ကပေးပြီးသုံးနိုင်မယ်ဆိုလို့ရှင်နောက်ကြလို့ရှင်ကျွန်တော်တို့ရဲ့ account တွေကိုသူတို့ကပိတ်သွားမျိုးတွေ ဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော်ပြိတ်သွားတဲ့ခါကျမှကျွန်တော်တို့လုံးဝသူနေနေခက်ခဲဖြစ်တယ်အဲကြောင့်ကျွန်တော်တို့အနေနဲ့အခုချိန်မှာသူကရှက်ပြသတိပေးနေရင်ကျွန်တော်တို့ကကိုယ်မှာရှိတဲ့ asset လက်အတွေ့နဲ့ပေါ့နော်လက်ဘတူကိုမဖြစ်မနေကျွန်တော်တို့ဒါပြန်ပြီးတော့တင်ထားဖို့ကျွန်တော်ကြံပေးပါတယ်ပေးပြီးတော့သုံးမိနေနေပေါ့နော်အားလုံးပဲစင်ပြေချပါသေးဗျာ